ကြည်တဲ့ရုပ်သေးရဲ့တစဉ်တရာမူးရွာကြီးတဲ့ကိုတော်မှပစ္စည်းသွားယူဖို့လုပ်ခဲ့ပါတယ်။ကိုတော်တကားကိုဖွင့်လိုက်တာနဲ့ထူးဆန်းတဲ့ပုံစံနဲ့အယုတ်ကြီးကိုတွေ့လိုက်ရတယ်။ဒါပေမဲ့မိုးရီရွာနေရာမှာတစဉ်လဲသူ့လှုပ်သူဆက်လုံနေခဲ့တာပေါ့။ရုပ်တရရဲ့တစဉ်လဲသူ့ကိုတယောက်ယောက်ကကြည့်နေတယ်လို့ခံစားလိုက်ရလို့နောက်ကိုလှည့်ကြည့်လိုက်ပါတယ်။ ဒါပေမဲ့ဘသူမှရှိမနေပဲခုနကအယုတ်ကြီးကိုသာတွေးလိုက်ရတယ်။အယုတ်ကြီးကိုမြင်ပြီးတစဉ်လဲတွေးလိုက်တယ်။ဟဲဒီယုတ်ကတေချာကြီးမှအကြီးပါလား။ဘသူအမြန်ဒီထဲလာထားသွားပါလေ။အဲ့လိုတွေးနေရင်အယုတ်စီကိုခြေလန်းလန်းသွားလိုက်မိရဲ့။အယုတ်ကြီးနားရောက်တော့အယုတ်ပေါ်အုပ်ထားတဲ့အဝတ်ကိုဖယ်လိုက်တယ်။ထိုခါမှာအယုတ်ကြီးကကြည်တဲ့အယုံမှန်တိလိုက်ရတယ်။အမလေး အယုတ်ကြီးကကြီးလိုက်တာငါအရင်နှစားတော့ရှိရဲ့မျက်နာကြီးကလည်းချက်တင်းချဖို့ကောင်းလိုက်တာအဲ့လိုတွေးနေမိတယ်ကကြည်တဲ့ယုတ်ကြီးကလည်းတကယ်ပဲအရက်အရှည်ကြီးနဲ့ဖြူစွနေတဲ့မျက်နာညီရဲနေတဲ့နှကန်းတွေနဲ့ပြုံးနေတဲ့ပုံစံကအရန်ကိုချောက်ချားစရာဖြစ်လို့နေပါတယ်ဒါစင်လေကကြည်တဲ့ယုတ်ကြီးကိုတမေတမောဆက်ကြည့်နေမိပြီးတတိဝင်လာတော့သူလှုပ်ရှားရှိရပြီးဆက်လုံနေလိုက်ပါတယ် ။တစင်ပစ္စည်းတွေရှာနေတော့အနောက်ကကကြည်တဲ့ယုံကြည်ကအသက်ဝင်လာပါရောတယ်။အသက်ဝင်လာတဲ့ကကြည်တဲ့ယုံကြည်ကတစင်အနာကိုတဖြည်းဖြည်းရှောက်လာပြီးအနာကက်လာပါရောတယ်။တစင်ကတော့ကြောပေးကတတိမထားမိပဲအလုပ်တွေဆက်လုပ်နေပါတယ်။တစ်ဖက်ကိုပြန်လှည့်လိုက်တဲ့အခါမှာတော့ကကြည်တဲ့ယုံကြည်ရဲ့မျက်နှာကဘွားကနေပေါ်လာပါရောတယ်။ကစင်လေစိတ်ထဲထင်နေလို့လောက်လက်ကြည့်လိုက်တော့ယုတ်ကြီးကမူလနေရာကိုပြန်ရောက်နေပါတယ် ဒါနဲ့တစဉ်လဲလူချင်းတဲ့ပစ္စည်းတွေရယူမှုအခန်းပြောင်းမှုလုပ်လိုက်ပါတယ်။တကားနာကိုရောက်တော့ကကြေတဲ့ယုံကြည်ကိုကြည့်ပြီးတစဉ်တွေးမိပြန်တယ်။ဟမ်ဒီယုံကြည်ကနေရာရွေ့နေတယ်လို့ပဲ။ခုနကဒီလိုပုံစံမဟုတ်ပါဘူး။မျက်နှာကြည့်ရတယ်ကြည်လီကြည်လီကြောက်ဖို့ကောင်းလေပဲ။အခန်းမြင်မြင်ပြန်လာပဲကောင်းမယ်။ဒီလိုနဲ့တစဉ်လဲပစ္စည်းတွေယူကထွက်သွားခဲ့တယ်။ကကြေတဲ့ယုံကြည်ကတော့တစဉ်ကိုပြုံပြုံကြီးလိုက်ကြည့်နေပါတယ်။ တစဉ်အဆောင်နှောင်းကိုရောက်တော့တငယ်ချင်းဖြစ်သူဝဝါနဲ့ဆုံပါတယ်။ဝဝါပါလား။မိုးရွာတယ်ဘာရက်လုံနေရလဲ။အထဲမှာပူလို့ခဏထွက်တာပါ။တစဉ်ရောဘာလုံနေရလဲ။မိုးရွာလို့အိတ်တော့မယ်ဆိုမှပစ္စည်းတွေလိုလိုထယူနေရတာ။ဒါဆိုတစဉ်အမြန်သွားလိုက်အောင်မယ်နော်။ရေတွေစုံနေလို့။အဲ့လိုပြောကတစဉ်ထွက်သွားတော့လျက်စီးတစ်ချက်ဝင်းကနေလင်းသွားပါတယ်။လျက်စီးရောင်အောက်ကကကြေတဲ့ယုတ်ကြီးလိုက်လာတာတော့ဘယ်သူမှမမြင်လိုက်ကြပါဘူး။ ။ဒီစဉ်လဲအိယာခင်းပြီးတော့အိယာမဝင်ခင်အင်တာခဏသွားဖို့ထွက်လာလိုက်တယ်။တကားကနေထွက်လိုက်တာနဲ့ကကြည်တဲ့ယုတ်ကြီးလိုက်လာတာကိုမြင်လိုက်ရတယ်။ဟမ်ဒါဒါဟိုကကြည်တဲ့ယုတ်ကြီးဘယ်လိုလို့အဆောင်နဲ့ရောက်လာတာလဲ။တေးတေးချောက်ပြီးအမလီဒီစဉ်လဲအော်ဟစ်ကပြင်းပြီးပြပြီးပါတော့တယ်။ပစင်ပြင်းနေပေမဲ့အနောက်မှာတော့ကကြည်တဲ့ယုတ်ကြီးကညည်းရဲနေတဲ့နှခမ်းလူချားကနေ ွားဖြူဖြူကြီးကိုဖျဲကကပြနေရကြီးခြောက်ချားစရာကြီးဖြစ်နေပါတယ်။တစဉ်လဲထွက်ပြေးနေရင်ဓာတ်လီကားစီဝင်ပြေးကချက်ချင်းပိတ်ဖို့လုပ်ပေမဲ့ပိတ်မရဖြစ်နေတယ်။ဒါနဲ့ကကြည်တဲ့ယုတ်ကြီးလဲလိုက်လာကတစဉ်ကိုခြောက်လက်မာတော့တယ်။ခုနောက်ဓာတ်လီကားလီကပိတ်သွားပြီးတစဉ်လဲတော်ပါသေးရဲ့လို့စိတ်အေးသွားခဲ့တယ်။အဲ့ဒီအချိန်ယုတ်တရဲ့ဓာတ်လီကားရက်သွားပြီးမိပြက်သွားခဲ့ပါတယ်။တစဉ်လဲဖုံးမိဖွင့်ကဟိုကြီးတီကြီးနဲ့ကြည့်နေရင် တကိုင်းနာကနေအတန်တစ်ခုကြားလိုက်ရလို့စူးစိုက်ကြည့်နေမိပါတယ်။အဲ့ဒီချိန်ဓာတ်လီကတကားကြီးပွင့်လာပြီးကကြီတဲ့တေးရဲမရဲ့လက်သေးကြီးဝင်လာကခြောက်ချားစရာပုံစံနဲ့ဒစင်စီလာဖို့လှုပ်ပါတော့တယ်။အမလီကဲကြပါအောင်။တေးရဲမကြီးငှက်စီလာနေပြီ။ကဲကြပါအောင်။ဒစင်လည်းကုကေရမဲကအုံငုံနေမိပါတယ်။အထက်ဝင်ဖို့လုပ်နေတဲ့တေးရဲမကြီးကရုတ်တရက်လေးထဲလွန့်ထွက်သွားခဲ့ပါတယ်။ ။တစဉ်အန်အောကကြိလိုက်ပြီးတော့တကယ်ချင်းဝဝကိုတွေ့လိုက်ရတယ်။ဝဝကဂါရာယုဆိုကတဲမကြီးကိုပြောင်မုံဖြစ်အောင်လှုပ်ပစ်လိုက်ပါတယ်။ဝဝနေဘလို့လှုပ်လိုက်တာလဲ။နင်ကတဲရဲကိုနိုင်နေလား။ငါတက်ထားတဲ့ပညာတစ်ခုပါပဲ။အခုနေအန်ရဲ့ကိတ်မင်းမလား။တကယ်တော့ဒါအယုတ်တသက်ပဲ။ခုမှကြိလက်တစ်ဖက်ကြံခဲ့ရယ်။ရုပ်ထဲကိုတည့်ရထည့်ပြီးနေ့ကိုမကောင်းကျန်တဲ့လူရှိနေရဟာ။ ဟမ်ဘသူကလောက်တာလဲငါနဲ့မတည့်လူလေဒီအဆောင်မှာမရှိပါဘူးဟာမနာလို့လောက်တာလည်းဖြစ်နိုင်တယ်လေလုတ်တဲ့သူကတော့သူ့ပြစ်သူခံရမှာပါသူတို့ဒီလိုပြောနေကြတော့တစ်ဖက်အခန်းအကောင်မလေးကသင်တို့စကားပြောတာကိုခိုးကြည့်နေတာမြင်လိုက်ရပါတယ်တွေ့လားသင်အန်ဒီရကကိုနဲ့အနီးဆုံးပါပဲဘသူ့ကိုမှမယုံနဲ့ ီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးလို့အားလုံးကိုကျေးဇူးတင်ပါရှင်။နောက်လာမယ့်ဗီဒီယိုတွေမှာလည်းအမြဲတမ်းကြည့်ရှုလို့ရအောင် like and follow လေးလုပ်ထားပေးခဲ့ကြပါဦးနော်။